ချစ်တဲ့ငယ်ချင်းများအားလုံးဝမင်္ဂလာပါစေဒီနေ့ကတော့ငားလေးနဲ့ချစ်မော်ရွက်လေးနဲ့ချင်းချင်းချက်စားကြမယ်ချစ်လို့ရေဒါလေးကတော့ယူစစ်တက်စင်လာတဲ့ငားလေးလေးပေါ့နော်ချစ်လို့အဲ့ဒါဆိုရင်ချမုတ်စားလေးနဲ့ကြတော့စားလေးရင်ထဲတယ်စားလေးထဲလို့ပြီးစီးွားပြီးဆိုရင်တော့တော့ချမုတ်လေးပေါ့ချမုတ်လေးလော်တော့လေးထဲတယ်ချစ်လို့ရေချမုတ်လေးထဲထဲလို့ပြီးပြီးဆိုရင်တော့ဆလုံးမုတ်လေးကိုလိုချင်တဲ့လောက်လေးနည်းနည်းလေးပဲထည့်မယ်ပေါ့နော်သူ့ကိုထည့်ပြွားပြီးဆိုရင်တော့တော်လို့လေးဒါလေးကိုနယ်ပေးလို့ရပြီချစ်လို့ရေ ဒါလေးကတော့အဆင်သင့်ဖြစ်ပြီးတော့အကုန်လုံးနေပြလိုက်မယ်သူ့ကိုအရသာမှုတွေကိုဝင်ဝါးအထီးလေးနေလိုက်မယ်ချလို့ရေအရသာမှုတွေလေးနေပြီးသွားပြီဆိုရင်တော့တော်လို့တွေသူ့ကို15မိနစ်လောက်ခဏ နှက်လာလိုက်မယ်ချီလို့ဒီအရသာလေးဝင်သွားအောင်ကဲနှက်လာပြီးသွားပြီဆိုရင်တော့ဒဲအိုးလေးဆင်သေးဖြစ်ပြီဆိုစီလေးထည့်မယ်ချီလို့စီရတော့နည်းနည်းလေးပဲထည့်တယ်ဘာဖြစ်လို့လဲဆိုတော့အချင်းချင်းဆိုတော့စီများရင်စီအီရယ်တိတ်စာမကောင်းချီလို့ရေအဲ့ဒါဆိုရင်စီလေးလည်းပုတ်လိုက်ပြီဆိုရင်တော်ထောင်းလိုက်ကျက်သွမြေကျက်သွနေလေးညုတ်တီအဖက်မှုန့်တွေလေးကိုစီတက်မယ်အနံ့နေမှုတွေထိစီတက်မယ်ချီလို့ရေအနံ့နေမှုတွေထိစီတက်လာပိုစာကောင်းတယ်ငါအညှိနှမ်းမထွက်တော့ချီလို့ရေ အနန္တရာလည်းမှုမှုလေးတင်းတင်းလေးဖြစ်နေချလို့ရေအဲ့လားဆိုရင်တော့ခဏလေးပဲစီပူလေးလည်းပဲလုံလွှမ်းလိုက်မယ်ချို့လို့သူ့ကိုအနန္တနေမှုရွာတဲ့ထိကဲအနန္တနေလည်းမှုပြီဆိုတော့ငားလေးထိတ်မယ်ချို့လို့ရေငားလေးကတော့တော့လေရဒီကျက်တုံမျိုးကျက်တုံနီလေးကိုစီတက်လာလေးထဲငားလေးထဲမမတီးတင်းလေးဖြစ်သွားတော့အနံ့နေမှုလေးထိချစ်လို့ရအရန်စာကောင်းနေတော့အနံ့နေမှုဝိုင်းဒါဆိုရင်အနံ့နေမှုလေးထိတော့ခဏလေးမှုလာလိုက်မစီပူလေးလည်းပဲခဏလုံလောက်လိုက်မချစ်လို့ရ စီပူလေးလည်းလုံးမိသွားပြီဆိုရင်တော့ဟိုဘက်ဒီဘက်မှုလိုက်တယ်အောက်မတူးမှကြောက်လို့ပေါ့နော်သူအနှံ့နေရလဲမှုမှုတင်းတင်းလေးဖြစ်လာရင်ချစ်လို့ရအနှံ့နေရတင်းတတော်လေးမှုလာပြီပေါ့နော်အနံ့နေရလည်းမှုလာပြီဆိုရင်တော့တော်တော်လေးချစ်လို့ရကိုလိုချင်သလောက်လေးရေတွေနေထားတွေထည့်လို့ရပါပြီလို့နော်တော်ကတော့ရေလောလောတွေထည့်ရတယ်ချစ်လို့ရချစ်တဲ့ငယ်ချင်းတို့ကရေမမြတ်စားရေမမြတ်ထည့်ပေါ့နော်တော်ကရေလေးကတော့အလောတော်တွေထည့်တာလေဒီနေ့ကတော့ဗာစိတ်ကူပေါက်တယ်ဆိုတော့တော်ယောက်ျားလေးရောတော်ရဲ့အိမ်ဦးနဲ့နေရတော့ ချက်မော်ရွက်လေးလဲငါးလေးတော့အချိနှင်းပုံစံမျိုးချက်ကျွေးပါဆိုလို့တော့ဒီနေ့ကတော့ငါးလေးနဲ့ချက်မော်ရွက်လေးနဲ့ချက်ကျွေးရချင်လို့ရင်ကဲဒီနေ့ဘလော့လေးရတော့တော့ငါးလေးနဲ့ချက်မော်ရွက်လေးကိုအချိနှင်းပုံစံမျိုးစီနေနေလေးနဲ့ပေါ့နော်တို့ရရဘက်မှာဆိုရင်တော့ဒါလဲလဲမြန်မာချက်စားတဲ့ပုံစံမျိုးလေးပေါ့နော်ချက်မော်ရွက်လေးနဲ့ကဲပေါ့ပေါ့လေးရေလေးရပေါ့ပေါ့လေးဆူလိုက်ပြီးဆိုတော့တို့ချက်မော်ရွက်လေးတွေထည့်မယ်ပေါ့ကလေးရော့ တော့အဲ့ဒါချမောင်ရွက်လေးကိုတစည်းသုံးရတဲ့ချလို့ရေတစည်းဆိုပေမဲ့ရောတိတ်မချင်ဘူးချလို့နော်ဒါဆိုရင်ရေစေးတက်စင်လာတဲ့ချမောင်ရွက်လေးတွေအိုးရထည့်လိုက်မယ်ချလို့ရေပြောမဆိုရင်တော့နော်ရွာဘက်မှာဆိုရင်တော့ဒါချင်းချင်းလေးပဲပေါ့နော်အရန်ကိုစားကောက်လဲငပိရည်နေနဲ့အဲ့လိုမျိုးလေးချင်းချင်းပုံစံမျိုးလေးဆိုပိုရွက်စားကောက်နေချလို့ရေဒါဆိုရင်တော်လို့တွေကဒီနှင်းလေးကိုပေါ့နော်ဒါဆိုလင်မယားနှစ်ယောက်တစ်ခွက်စားပေါ့နော်ချလို့ရေ တော်တော်လေးတည်းရတာစီတယ်ချလို့ရေဘလို့အရေးလဲတောက်ရတယ်အဖက်လဲစားရတယ်ပေါ့နော်ဒီတိုင်းမဲ့ငါတမျိုးလဲချက်ဆိုရင်ချလို့ရေကိုကငါတမျိုးလဲဆိုအီသိပ်စားလို့မကောင်းချလို့ဒါဆိုရင်တော့ဟုတ်ချမော်ရွေထဲလာလို့ဟိုဘက်ဒီဘက်လေးမှုပေးလိုက်တယ်အနံ့နေပြသွားပြီပေါ့နော်ညီနဲ့နေလဲမထွက်တော့ချလို့ရေး အနံ့နေရလဲမှုမှုလေးပဲခြိတက်နဲ့နေနဲ့မှုမှုအဲ့လိုဆီလေးကိုလေးဟိုတူးအောင်တက်ရွက်ချင်ပိုးစားကောင်းနေချလို့ရေကဲတော့အဲ့ခဏလေးအုပ်ထွက်လိုက်မယ်နော်ခဏလေးအုပ်ပြရပြီဆိုရင်တော့ပြန်ဖွင့်လိုက်တော့ရေကအလောတော့လေးဖြစ်လိမ့်ပြီပေါ့ဒါလေးဆိုရင်အစင်သစ်စားလို့ရပြီချလို့ရေတော့ခဏလေးတဲတင်နလိုက်အောင်ဒီအရေလေးနည်းနည်းလေးမြားလေးလို့ပေါ့ရေတော်တော့လေးဖြစ်အောင်တော့တဲတင်နမယ်ကဲချစ်တဲ့ငယ်ချင်းတို့ရေတော်လို့လင်မြဘလော့လေးလေးလည်းကြည့်ပေးကြပါလို့တော့တောင်းဆိုပါရနော်တော်လို့ဘလော့လေးလေးကတော့တိတ်ရလူရောတိတ်မကြည့်ဘူးပေါ့နော်ချလို့ရေကဲ ယ်တော့အဲ့ဒါနေ့တိုင်းနေ့တိုင်းလည်းပုံမှန်လေးပဲကိုစူးစမ်းပြီးပြီးတော့တင်ပေးပါတယ်ချစ်လို့ရေတော်လို့ဘလော့လေးလည်းအားပေးကြပါတော့တော်တောင်းဆုပါတယ်เนาะချစ်လို့ရေကဲတော်ရဲ့ဘလော့လေးကတော့ဒီနေ့ကတော့ချစ်တဲ့ငယ်ချင်းတို့လည်းမျှဝေပေးတာတော်ရဲ့ဘလော့လေးမတင်ရလာလဲကြာပြီးပေါ့เนาะမတင်ရလာလဲတော်တော်လေးကြာလာပြီးတော်လို့ဘလော့လေးကအဲ့ဒါကြောင့်မို့လူကြည့်တယ်တိတ်မစီလို့ပါချစ်လို့ရေတော်လို့ဘလော့လေးကိုအားပေးကြပါလို့တော်တောင်းဆုပါတယ်ကဲတော်ကတော့ဒီနေ့က